မင်္ဂလာပါခင်ဗျာဆာရဲသူဆရာကြီးစင်ဖြူကျုံးအောင်တဲ့ရေးသားတော်မြေအောက်ရာသာဤမောရဂေဝဆက်လို့အမည်ရတဲ့ဝတ္ထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာမြေအောက်ရာသာဤမောရဂေဝဆက်အခန်းတည်းဦးမင်းနိုင်ကောင်းသည်မဲမောင်နေဤဆွတ်ဆူထိုင်းမှန်း၍လဲနေဤမဲမောင်နေခြင်းကို သူနှစ်သက်ညာဆွတ်ဆူထိုင်းမှန်းမှုကို သူမကြိုက်ပေသူ့နေရာဘုံဘိတ်မှန်ကလေးမှမူ ။ရှောက်တွေ့နေရှောက်တွေ့နေတတ်သည့်အတွေ့တတ်တာတလိုလိုရှိနေသည်။သို့တော်ဆွတ်ဆွချင်းကိုဖော်ပြသောအနံ့အံ့အတွက်မူသူစိတ်၌များစွာအနှောက်အယှက်ဖြစ်လေသည်။မြေပြင်မြေသားတွင် အပူဓာတ်များ အစွမ်းကုန်ဝင်စိတ်ကြက်လောင်နေခြင်းကလေးကသူအလုံးလုံးခဲ့၏။တိုင်ကောင်းကို အောက်သို့ဆိုက်ပြီးတူးဖော်ခဲ့သည်။သူ့နေရာကလေးသို့နီးကပ်လာသောအခါမှပြန်လည်မော့ထောင်၍လမ်းဖောက်လုပ်သည် သူဒီတဲတဲနေနေလမ်းဖောက်လုံးနေလျင်ပျော်ရသည် တကူကြောင့်ဦးမေနိုင်ကောင်းကလေးတွင် သူ့ကိုဖြင့်ပုတ်တိုက်လှုပ်ရှားရလေလေ သူပျော်လေဖြစ်သည်ပျော်ရှင်လေလေအာသက်တွေတိုးပွားလာလေလေ သူ့နာအဖော်မရှိ အဖော်မရှိညာအဖော်ကို တောင်းတစိတ်မဖြစ်ပေါ်မီသူ့တွင်ထက်တန်နေသောအရာမှာအလုံးလုံးလိုသောစိတ်သာဖြစ်၏တို့ကြောင့်မွေးပြတ်သောယန္တများထွက်ပေါ်ရာ အရတိုင်းတို့ရှေ့ဆန့်မိ၏ ရှေးစမ်းမိသည်ဆိုရညာအတောင်ရှိသောတရဝါများနဲ့လေဝဲပြန်ပြူးခြင်းမျိုးဖြင့်ရှေးမဆန့်တတ်ပါရှေးလေးချောင်းတရဝါများနဲ့ချောင်းမြောင်းအင်းအိုင်ဂျိုးမြောင်းကုန်းအင်းများကြား၌ပြေးလွှားကျဆားမှုမပြုနိုင်လေရှေးမရှိသောတရဝါများကဲ့သို့လေမြေလူ၍တဏီရေငုပ်၍တဖုံတစ်ပင်ရှုံရွယ်များပေါ်တက်၍တဖန်မမျိုးထူးနိုင်သူ့လောကသည် မြေအောက်ဖြစ်၏ သူသည်မြေအောက်ပရင်မြေအောက်အရှင်သခင်ဖြစ်၏အစိပ်ပြင်းသောမွေလဲလမ်းမပြီးဝင်လာမိပါက ကြောင်ရုံထိတ်လန့်စွာ ထွက်ပြေးမြဲပင် သူထက်သုံးလေးစားမြကြီးမသော မြေကျွက်ကြီးတွေတောကျွက်ကြီးတွေလည်းသူ့ကိုအံမတုရဲ့သူ့လမ်းကြောင်းကိုမနှောက်ယှက်ဝွန်သူသည်ပိုးမွားများညှိတွယ်ကြရောက်နိုင်သောတစ်ပင်ခြုံတွေများကို အနံ့ခံအာယုံတိပြင်အမြဲတမ်းစူးစမ်းသည် ထိုနေရာများသို့အမြဲဥတီကာဥမင်တူသည်တဝန်းတခါစားတောက်၍ပိုရှံလျင်အတိုက်တို့တည်ဆောင်လာသည်မြဲပင်သူအတိုက်မှာအလွန်ခမ်းနားသည်မြမတို့တိုးပေါ်တွေ့ရှိသည်မြသောရှင်ဟောင်းပြူမျိုးတော်ကြီးများနှင့်အလားတရံတူသည်ဥမင်များဖြင့်ပတ်ဝိုက်ဖွဲ့ခွေကဝိုင်းဝန်းသောခမ်းမကြီးကို ဆောက်လုပ်ထားသည်ဒီနေရာမှာသူအိတ်သည်အိမ်ခန်း၏ဘေးဘက်တွင် အစားအစာများကိုတူလောင်ထားသောအခန်းရှိလေသည်ထို့သော သူ့နေရာကို သူသာသိသည်အရှားသူတွေတွာလာဝင်ထွက်တတ်ရန်မလွယ်ကူဝင်ကဘာကွက်ထက်ရှုပ်ထွေးသည်သူကလည်းမရှုပ်ရှုပ်အောင်လှုပ်ထားခြင်းဖြစ်သည်ခေပေါ့သူတွာတော်လံအပြင်ထွက်တော်လံဝင်တော်လံများတာမကဘာမှအတိတ်ပဲမရှိတော်လံတွေကလည်းအများကြီးမြေပေါ်လောကမှာမှုန်တိုင်းကြတယ်မိုးကြီးတဲထန်သွားရွာသွန်းနေတော်အတံများကို သူကအိတ်နေရင်းမှတည်နေသည် အေးဓာတ်ဒီဥမင်နန်းတဲ့ချောင်းတိတ်သေးစွာဝင်ရောက်လာသည်သူအလွန်စိတ်ညစ်မိသည်သူကအလုံးလုံးရှင်သည်လောက်ခွင်နန်းတဲ့ချောင်းတွင်ဘွက်ပေါက်နေလိမ့်မည်သူဆိုကအလုံးလုံး၍မရမြေကြီးတိတ်သေးစွာကိုခံမှန်း၍မဖြစ်လည်ရင်ဥမင်မြေတို့တူးမည်နီတဲလိုက်ဖွဲလိုက်လုံနေသောမိုးဆက်မိုးမြင့်များကြားရောက်တန်ဆဲသွားလိမ့်ပြီသူအလွန်ဝမ်းသာသွားသည် အခန်းဝါသို့ထွက်ပြူလာပြီးဆွဆွမှုအရှင်တွေကိုစူးစမ်းသည်ဒိုးစင်တွင် သူတစ်ခုလုံးတုံလှုပ်သွားသည်ဦးမဲတစ်ခုလုံးတိတ်တိတ်ခါသွားကအလွန်ပြင်းထန်သောအတန်ကြီးပေါ်လာ၏သူ့မျက်လုံးထဲသို့အလင်းရောင်ဝင်လာ၏စူးရှားလာသည်နာကျင်လာသည်ဦးမဲနေရာဟောင်းတစ်ခုကိုနွားနေမိလေတော့ရေဝဲနေသည်တော့မသိပါဒီနေရာမှာဦးမင်ပြိုကျခြင်းဖြစ်သည် သူမခံနိုင်ပါ လေစင်းကိုခံနိုင်တော်ညာအလင်းရောင်ကိုနည်းနည်းလေးမျှမခံနိုင်ပါမျက်လုံးအစုံအေးနာကျင်ဆူးချတော်ဝေဒနာကိုကြိတ်မိတ်တီးခံရရဲ့ထိုင်းမိုင်းတော်ဥမင်လမ်းကြောင်းတစ်လျှောက်သူပြေးလာသည်ဒီမနစ်မြို့ခွဲအလင်းရောင်ကိုပိတ်ဆို့မှဖြစ်ပြီသူ့နှုတ်သည်သည်ပျော့ဤတော်မြေနုတဲ့ကြာရောက်သွားသည်သူအလင်းအမြန်နောက်ဆုတ်သည်ရှောက်တွေ့ရာနေရာမှာမြေကြီးကိုရက်ထုတ်သည် အလောက်ချင်းကြာသည်နှင့်အမျှ မျက်စိနာဆူးရှနာခြင်းမူတက်တာသွား၏အလင်းရောင်ကွယ်ပြောက်သွားပြီသူဤကျေနပ်ဝမ်းမြောက်မှုမှာမဖော်ပြနိုင်အောင် ကြီးမားနိုင်၏တို့ရစီသူနားနေခြင်းမပြုနိုင်လေပါမြေသားများကိုခေါင်းဖြင့်တွန်းပို့သည်မြေဆိုးအဆက်တွင် ပိတ်ဆို့သည် နောက်တစ်ချိန်ထပ်မံဖို့သည်ကြစ်လက်မာကြောသွားသည် အထိအထက်ထက်ဖြစ်သည်မည်ပေါ်မှအတံပလန်တစုံတရာကြားရနိုးနားဆွင့်သည်ထပ်ဖို့သည်ထပ်ဖြစ်သည် တော်ယုံတန်ယုံရေမဝစ်နိုင်အောင်ခိုင်ခန့်တော့မှ သူ့အခန်းသို့ပြန်လာပြီးအိပ်ဆက်နေသည်အခန်းနေယခုအချိန်တွင် သူသည်တကောင်းနေထီထီဖြစ်၏သူတွင်မွေးခြင်းလည်းမရှိပေသူ့အမေသည် သူ့ကိုတကောင်းနေသာမွေးခဲ့၏အမေသည်သူ့ကိုနိုမခွဲခင်ကလေးကဥမင်ဖောက်လုပ်ခြင်းအတက် ဝင်ကဘာဖောက်လုပ်ခြင်းနှင့်ခဲပေါဥမင်ဖောက်ထားခြင်းအတက်များတင် जा ပေးခဲ့သည် အမေရှိစဉ်ကမူ သူသည်အမေနောက်လိုက်တက်တက်ပင် အမေနောက်မှလိုက်ပြီးစော်ကစားမျိုးတို့ခဲ့သည်နူးညံ့သောအမေကိုနှင့်အေးမြသောဥမြင့်သားကြမှာတိုးဝင်မျိုးတို့ရသည်ကို သူအလွန်သဘောကျသည် သူတို့ကိုနှင့်ပုတ်တိုက်သောကြောင့်ဥမြင့်များသည် အစဉ်အတန်ရှင်ပြောင်းလဲနေစမြဲထို့အတူပင်သူတို့၏ခန္ဓာကိုယ်များလည်းပြောင်းလဲတန်ရှင်နေလေရှိ၏အမေသည်သူနှင့်ကစားနေရမှာ တစုံတရာအတန်ကြားပါကငြိမ်သက်သွားတော့သည်အတန်ဆိုဒီကလည်းဥမင်အမိုးပေါ်မှလာမြဲဖြစ်သည်အဝိုင်းအခုံးဖြင့်ဖိအုပ်နင်းချတော့အတန်များသည်ဥမင်ကိုဖြိုရှားတော့မည်အလားထင်ရသည်အတန်ရှင်များမှနွားအုပ်ကြီးဖြစ်၏သူတို့ကိုအမေကမကြောက်ပါမာကြောသောအရာဖြင့်နှင်မြန်စွာတိခေါက်လိုက်ရန်နာနေလိုက်ဖြစ်သွားသောအတန်သည် စိတ်ဖြစ်၏စိတ်ကိုအမေမကြောက်ပါ စိတ်နဲ့ပြေးလွှားညာစိတ်တို့မူမပြင်းထန်သော ရှေတန်ရှင်ရှိသေး၏ခွေခွေကိုမူအမေတတိထားသည် အမေအနတ်ကိုခွေတည်တယ်လို့ခွေအနတ်ကိုလည်းအမေတည်သည် ခွေဤနောက်ရှိတောင်းမှအတက်ကလေးနှင့်ရှေဖနောက်သည် ခွေလမ်းလျှောက်တိုင်းတစ်ဖြောက်ဖြောက်မြည်သည်ဒီအတန်ကိုကြားလျရင်အမေပြေးပြီအလွန်ဆိုးသောသွေးစာသောအမဲလိုက်ဖွေးများသည်တခါတရံ၌ဥမင်ကိုဖြိုဖျက်တတ်၏ ခွေးကြောင့်အမေတို့အမျိုးတွေပြက်စီးရသည်မရှိစဘူးညာအိုးမင်ပြက်မှဝင်လာတော့အလင်းရောင်ကိုမခံရနိုင်တို့ကြောင့်ခွေးတန်ကြလည်းရင်ခွေးနဲ့ရလည်းရင် အမေပြေးသည်အမေပြေးတော့မှ သူလည်းပြေးပြီသည်အမေအကြောက်ဆုံးကခွေးလောက်မှရှေတော့ရေမမြနွားလောက်မှခွန်အားမရှိတော့တရဝါဖြစ်သည်ထိုတရဝါတွင်လက်ရှိတက်တက်ရှိမည်ဆိုက သူ့ကိုကြွက်ကလည်းမကြောက် ငွေကလည်းမကြောက်အမေတို့ဆိုလည်းရင်ရွေပေါ်သွားတဲ့များထတ်ချတော့သွားတယ်ဖြင့်တချက်တည်းကယုံဖြင့်ထိုတရဝါပြေးစေမည်သို့တော်ထိုတရဝါသည်တရေပေါ်နေ၏တတိမရှိရုံမှာကောက်ကျစွာဖြင့်တယွင်ပေါတူမိန်လှန်နှင့်ဓာများကိုအမြဲအားကိုးသည်ဒီအရာတွေပါရှိသည့်အတွက်မွေနှင့်ကြွက်လဲအရှုံးပေးရ၏ အမေတို့လည်းပြေးရ၏ပြေးပင်ပြေးတော်ညာထိုတော်ဝါဤအလိုက်ခံရလျင် လော်ခဲ၏ထိုအခါအမေသည် သူ့အားလူလိုက်ခံရလျင်ပြေးချောင်နည်းကိုအပတ်တကုတ်တင်ပေး၏သူတို့မှာမြေအောက်ရာသာဖြစ်စေကမူမြေပေါ်နှင့်ကင်းကာ၍မရပေမြေအောက်တွင်ဥမင်တို့သည်တူး၍ရာသောမြေစာများကိုစွန့်ပစ်ရန်နေရာမှာမြေပေါ်လောကသာဖြစ်သည်ဒီမြေစာအဆုတ်များသည် သူတို့ရှောင်လွဲ၍မရသောအရာများလည်းဖြစ်၍ရန်သူလည်းဖြစ်၏လူသည်မြေသာအစုံများကိုကြည့်ကမြေအောက်ရာသာတွေ၏အရွယ်အစားကိုခံမှန်းသည် နနတ်ဆုံသူနေ့လယ်ဆုံသူညဆုံသူနှင့် အာယုန်တက်ဆုံသူဟုခွဲခြားသည်ဒီအချိန်ကာလကိုလိုက်ပြီးဆောင်းဆိုင်ကမိန်ဖြင့်ထိုးလာထိုး၏လှံဖြင့်ထိုးလာထိုးတတ်ကြ၏ဒီလူဆိုသောတရားဝါကောင်းတွေတိလိုက်ပုံများကလည်း ဥမင့်တွင်ဆင်းပြီးလေလာမှတ်သားထားရသလားထင်ရသည်အဆုံးတဆုံးဖြစ်ပေါ်ရန်အတွက်မိအောင်မှကျစ်စာများကိုအကြိမ်မြင်များထိုးသည်မိသည့်အကြိမ်တွင်နောက်ပြန်သွားသည်မိသည့်အခါ၌တက်တက်သွားရန်ကိုကိုလှဲ့သည်ကအစတည်သည်တည်သည့်အလျောက်ကိုကိုလက်ပတ်ချိန်တွင်ခရင်ဖြင့်ထိုးသည်လှံမိန်စသည်တို့ဖြင့်ထိုးသည်မြေပေါ်ကလူတရဝါထိုးလိုက်တော့လက်နဲ့အသွားသည်မြေအောက်ရာသာဤကြောအလေတို့ ပွက်တိခွင်ကြစိုးဝင်စမြဲပင်အမေဒီအလွန်တတိထား၏ခလန်းလန်တဖာလုံးခန့်အကွာဝေးမှလာနေသောရှေတံကိုဥမင်အတွင်မှအတိုင်းသာကြားခဲ့ရလျက်ဂဲတပြည့်ခန့်အကွာတို့ရောက်မှရှေတံပျောက်သွားလျင်ဆက်လက်မဆုံတော့ပေလူအားတန်းစီထားတဲ့အဆုံတွေကို တွေ့လို့ရှေကိုဖော်နှင်းလာသလားမသိပြောလို့ရှိ၏သူတို့မြေအောက်ရာသာတွေမှာလူကိုအကြောက်ဆုံး လူကိုအမုန်းဆုံးဖြစ်တော်ညာလူနှင့်ကင်း၍မရရှိသူတို့ဥမေတူးချင်းကိုကရည်ရွယ်ချက်မရှိပဲထင်ရှားလျှောက်တူးနေခြင်းမဟုတ်ပေတပည့်များ၏မှွေးကြိုင်သောယန္တများထွက်ပေါ်ရာအရက်ကိုဥတီထိုးဖောက်ခြင်းဖြစ်၏ထိုအခါကြည်စံတပည့်ကြီးပွေးကြိုက်လို့တေသွားပြီဟုပြောကြ၏အိမ်မြတော်ကအန်ဒီရည်ဒီမတိချာသည်သို့တော့ပဲခင်မယုတ်ခင်စသောယာခင်များတဲ့သူ မြေအောက်ရာသာတကောင်းကောင်းရောက်သွားလည်ရင်ကွန်ကင်းမုံလာကင်းစသည့်ဥယျာဉ်ကင်းတစ်ခုခုအောက်သို့ရောက်သွားမိလည်ရင်လူတွေမနေတော့ပါဆက်ချင်းလန်ငင်းတုံ့ပြန်သည်ဥမင်းအန်းချောင်းကို မရအရရှားဖွေကဥမင်းတစ်ချောင်းတူးဖြိုပြီးလိုက်နေတော့သည်ဒီတစ်ခါတွင် ပြေးပြီတော့တလန်းလည်းမဟုတ်ပဲလမ်းကြောင်းသုံးလေးခုကြိုတင်တူးထားမိလည်ရင်ရန်သူမျက်စိလေဤဟိုလိုက်ရနိုးဒီသွားရနိုးနိုး ။ရာခင်းသွေးချောက်ချောက်များကိုနှောက်ရှက်မိ၍ပြေးရလျင်ပြေးတတ်ဖို့သာလိုသည်။အန်ဒီရဲ့မကြည့်လား။သို့တော့ရေရရန်လွယ်ကူသောဥယျာဉ်အောက်သို့ရောက်ရှိကာနှောက်ရှက်မိလျင်ကအန်ဒီရဲ့ကြည့်ပြီးလူသည်ဒေါသတကြီးတူးဆွပြီးလိုက်လာ၏။ဥမင်ဟောင်းတွင်ဥမင်တက်တွင်ရှုပ်တွင်းနေလျင်မျက်စိလေကလမ်းမသွားနိုင်သည်အကယ်၍လမ်းမှန်ကိုတွေ့ပြီးထက်ကျက်လိုက်ပါမူနေအောင်ရာသာတို့အတွေ့တွင်တူချင်းပရိယေနှင့် ခိုကာချင်းနေပြူဟာကသာအားကိုးရာကြံတော့၏။ဦးမေကိုစိုက်ပြီးတူးသွားရာကမော့ထောင်ပြီးတူးဖောက်လည်ရင်လူသည်အနေကြီးမတူးနိုင်၍လက်လျှော့မည်။ထို့သောတွင်တူးပရိယေကိုအတုံးပြူပြီးမှမအောင်မြင်လည်ရင်ခိုကာချင်းနေပြူဟာသာလည်ရင် နောက်ဆုံးနေဖြစ်၏။အင်းဒီကတစ်ပင်ကြီးတပင်ဤအမျက်ဆောင်ကြားသို့ပြေးပုံချင်းဖြစ်သည်။လူသည်တိမ်မြင့်တွေ၏အချုပ်အထွေးကို မတွန်းလှန်နိုင်ပါ။တော်ကအုံးမေတွင်သို့ ရေတွေအဆက်မပြတ်နောင်ထဲ့မိထိုရေတွေသူတို့မြေအောက်ရာသားများခိုကန့်နေသောနေရာကိုမဖုံးလွှမ်းဖို့အရေးကြီးသည်ဦးမင်းအဖောက်မား၍ရေနစ်ပြီဆိုလျင်မြေသည့်မြေအောက်ရာသားမှရေထဲတွင်ငုံမနေနိုင်နှာခေါင်းကလေးတွေပေါ်ပြီးထွက်လာရတော့သည်သာဖြစ်၏သူတို့အမေသည်သူ့အားတင့်မြင့်ကြ၌ပုန်းခွန်၏ပုန်းခွန်မြေနေရာကိုရေမလွှမ်းအောင် မိန်ဝမ်းသောနေရာများ၌ဥမင်များစွာဖောက်လုပ်နည်းများကိုတေရှားစွာတင်ပြပေးခဲ့၏အမေသည်ဥမင်ဝိဇ္ဇာဖြင့်ညာတစ်ချက်မှားသွား၏ထိုနေ့ကလူတို့၏ဘေးရန်နေသောကြောင့်ညောင်မြကြီးအဝင်ခိုသည်လောင်းသမျှရေသည်လက်ချက်ထိုးဥမင်တွင်မှစီးထွက်ကုန်သည်ဖြင့်လူတွေလက်လျှော့ကပြန်သွားကြသည်မောင်ရီပြောချင်ကြမှသားမိနှကောင်တင့်မြအောင်မှထွက်လာကြသည် ရှုံးပြော့တွေကိုစန္ဒဝါဝါနေရင်ဥမင်လန်းကိုရှာသည် အမေမမြေအောက်ဘရင်မတပါဖြစ်ပေညာမြေပေါ်တွင် အာကွန်ဗလာနေပါလာ၏တမင်းချိုးချက်ပွေတင်ထွဲဆိုကြကားအရာဥမင်ရှာမတွေ့မီမြေပြင်ပေါ်၌ခွေးနှင့်တွေ့သလားလူနှင့်တိုးသလားမသိပါထိုအခါမှဆ၍အမေကို သူမတွေ့ရတော့ပေအခန်းတော့ဆူတိုင်းမှုများနေပါတဲ့နေပါသွား၏အော် မေဘောလောကတွင်မိုးကုံခဲ့ပြီတကားမိုးကုံတွင်နေသူပျော်ရှင်စွာအလုအလုတော်မီနေဝင်ချိန်မှစတင်ပြီးနောက်တနေ့အာယုံလာသည့်အထိအလုအလုသည်ညာသမားဖြစ်သောကြောင့်မိန်ခရင်နှင့်လံကိုမကြောက်ရကြည်တော့များနှင့်ဂိုင်းများတို့ဘေးရန်မှလည်းနေပါလာသည်သူသည်စားသလောက်အလုအလဲလုံနိုင်၏အလုအလုသလောက်လည်းစားနိုင်၏တင်းမြစ်တွေတဲ့ဥတွေစားသည် တင်းမြင့်ကြားမှပိုးမွားတွေကိုလည်းစားသည်သာတခုသောညတွင် သူတူးဖောက်နေစေဥမြင့်ဤရှိတဲ့တဲ့မှာထူးရှားသောအတန်ကိုကြားရ၏မြေပေါ်မှလာသောအတန်မဟုတ် မြေကြီးထဲကလာသောအတန်ဒီအတန်မျိုးကိုသူတသက်တွင်ဒီတချိန်သာကြားဘူးညာသူသိသည်ဘဝတူတကောင်ကောင်သည် သူ့နေသူဥမြင့်တူးနေခြင်းပါတကားသူဝမ်းမြောက်သွားသည်အားတက်ရွှင်လန်းခြင်းနှင့်အတူအဖော်ကို တောင်းတသောစိတ်သည် ရင်တွင်အသေးတွင်၌တမဟုံမရှင်းပေါ်ပေါက်လာ၏လမ်းများတွေ့၏ရှေးများလှင်မြန်၏ဦးမင့်ချင်းနေသက်သက်နေလာ၏ဦးမင့်နိုင်ရာကို ခေါင်းဖြင့်ရိုက်ပြီးအချက်ပေး၏တပတ်မှလည်းအလားတူပြန်၍အချက်ပေး၏နေပြီပို၍ပို၍နေလာသည်ရှစ်တန်ကုတ်တန်များအစမတန်ကျေလောင်လာပြီးသည်အဆုံး၌ထူးဆန်းသော အနန္တိကိုရသည်သူမျောလင့်သောအဖော်မဟုတ် ူတီးတီးနေသူတပ်ဖက်ကလည်းတိသွားပြီတကောင်းတကောင်းဖတ်ပြီးပြင်းထန်စွာကြိုက်ခဲကြတပ်ပုတ်ကြရတော့သည်မေးတင်းနံတင်းမြင့်နံကြိုင်သောအိုးမြန်လားတစ်ချောက်ဝဲတွေးညီနံဖုံးသည်အကြံတို့ဆန္ဒတို့ကောင်းသည်သူ့နေအောင်ဟောင်းတို့လှည့်မြန်စွာပြန်ဆုတ်သွားပြီးမြေကြီးဖြင့်တထက်ကြစ်ထိုးပစ်ခဲ့သည်မောပန်းချင်းတဝနာချင်းချင်းတမောက်ကြောင့်အိပ်ပျော်ဖို့အလွန်ကောင်း၏တို့တစီ ။ထိုနေ့တနေ့လုံးသူအိပ်၍မရ။အဖော်တောင်းတစိတ်သည် သူအသေးကိုပြင်းပြစွာလှုပ်ခါနေရှိပြီ။အသေးမှအဖော်ငတ်မို့သောဝေဒနာသည်လှုပ်ကြွနေကြပြီဝ။သူတကားတတိမထားမိညာသူလှုပ်ရှားသွားလာနေသည့်အုံးမြင့်တစ်ခုလုံးတွင်ပွေးသွန်းနှိုင်းနေသည်။သူအတွက်သူသည် အစာစားရန်ထက်အုံးမြင့်တူရန်သာအာယုံစောနေ၏။မြေဆုံတစ်ဆုံကိုခေါင်းဖြစ်တွန်း၍စုံတင်တိုင်းနားဆွင့်သည်။ ကုတ်တန်ရှစ်တန်တူးဆွတန်များကြားရမည်လို့ဟူ၍အာယုန်တက်ခဏဤတွင်သူကောင်းပေါ်မှနွားလဲတွေဖြတ်တန်းသွား၏မရှိမနှောင်းပင်တူးဆွတန်တစ်ခုကိုကြားလိုက်ရသည် သူကဝမ်းသာအာရဖြင့်ဦးမေနိုင်ရန်ကိုဦးကောင်းဖြင့်ရိုက်လျက်အတန်ပေးလိုက်၏ရှက်ရှင်တုံ့ပြန်တန်ပေါ်လာ၏သူအလုံးဝမ်းသာ၏သူထံမှသွားသောအချက်ပေးတန်နှင့် မာကျောပြင်းထန်မှုမရှိသောတုံ့ပြန်အချက်ပေးတန် ဟုတ်ရှိပြီသူလိုလိုလားငမ်းမွန်နေတော့အဖော်စစ်အပေါင်းအဖော်စစ်အတလာယာအရဲ့တို့ဥတေကသူတူးဆွလာခဲ့ဤဝမ်းတာနေသည့်အတွက်မမောပါ မပန်းပါပျော်ရွှင်ရေးပင်နေသေးသည်ပွေးပြိုမှာကလေးပြီလို့ငါလိုမိခိုးရောင်ပဲလားအိုးဘာပဲဖြစ်ဖြစ်သူဟာငါအရှိငါအဖော်ပဲအတန်များသည့်တစားတဲ့တစားနီးကပ်လာဤတစ်ချိန်နဲ့တစ်ချိန် တူနကိုရှင်တွဲရည်သည်နေကပ်လာပြီသူအာကျိုးမှန်တက်ရှိသည်နှင့်အမြတဖက်ကလည်းမလျှော့တော့လုံလာရှိသည်မြေကြီးကိုရှင်နှချောင်းဖြင့်ရက်တံများကိုပင်ကြားနေရပြီသူ၏ခွန်အားပလများသည်တိုးတက်ဖြစ်ပေါ်လာ၏ဖွေးကနေပေါ်လာသောတိတ်မြေကြီးကိုတွားနှချောင်းဖြင့်တစ်ချက်တည်းကိုက်ရှာလိုက်လေ၏ရှေးကမြေကြီးသည်ပြိုကျလာ၏ဦးမြင့်ချင်းဆက်မိရန်တဆုပ်မျှတာလိုတော့၏သူသည်လက်ဖြင့်ရထုတ်လိုက်ရာ အဖို့စေအပေါင်းစေဤယနံသည် ထောင်းကနေထလာ၏ထို့ကြောင့်မြေသားများကိုခေါင်းဖြစ်တွန်းပြီးတတိယကျစ်စာအဖြစ်တွန်းတင်သည် တွေ့ရတော့မယ်ဖော်မွန်စစ်နဲ့တွေ့ရတော့မယ်တသက်တွင်တချိန်သာဖြစ်ခဲ့ဘူးသောပျော်ရွှင်မျိုးတူးမှုဖြင့်ဦးမင်ဘတ်သို့ရှားကနေလှည့်လိုက်ခြင်းဦးကောင်းစီမှနာကျင်သောဝေဒနာကိုခံစားရသည် ခံစားသည့်သိစဉ်မှာပင် မိုက်ခနဲဖြစ်လျက်မြောက်တက်သွားလေ၏သူသည် သူကျဆားလှုပ်ရှားခြင်းကုံဆုံးပြီကိုတတိလက်ခဲ့၏နေထွက်တပြူပွေးထိုးသမားရောက်လာသည်ကိုလည်းခြေတံကြားပါတရက်ကန်နှင့်အမှတ်တမှတ်ဖြစ်ခဲ့၏ဤသို့ဖြင့်ပွေးထိုးသမား၏မိန်းမတွင် ကားကနေပါသွားရခြင်းဖြစ်ပေ၏တဲဥပန်းမဂ္ဂဇင်းမလာ1986ခုနှစ် ဟုတ်ကဲ့ပါခင်ဗျာစာရေးသူဆရာကြီးစင်ဖြူကျောင်းအောင်တဲ့ရေးသားတော်မင်းအောင်ရာသာဤမောရကီဝါဇန်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဖတ်ကြားတင်ဆက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအရှင်ဘေဘီဝင်ရောက်နားဆင်အားဖြစ်ပေးခဲ့ကြသူညီကောင်မောင်နှမများအားလုံးကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ